မင်္ဂလာပါဘီရင်ပြည်သူများခင်ဗျာဒီနေ့ဆွေးနွေးခွင့်တွေကျွန်တော်ဖိတ်ခေါ်ထားသူကတော့စီးရီးနိုင်ငံရေးဝေဖန်သက်သက်သူဦးသက်စွန်းနိုင်ဖြစ်ပါတယ်ဗျဆွေးနွေးမယ့်အကြောင်းအရာတော့ဒီအများစိတ်ဝင်စားတဲ့ဒီနောက်ချုံမျိုးဖက်ကအထူးခြားလာနေတဲ့တိုက်ပွဲချင်းတွေပေါ့ဒီအကြောင်းဆွေးနွေးတော့ပေါ့ဖြစ်ပါတယ်ဗျဟုတ်မင်္ဂလာပါဦးသက်စွန်းနိုင်ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ကျွန်တော်နောက်ချုံတိုက်ပွဲအကြောင်းပြောပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းမပြောခင်ရင်ဒီနေ့ပဲခုခုနွေးနွေးကျွန်တော် PLA က ီပလဲကပလဲမြို့နယ်ကကန်တော့ရက်စခါလာသူတို့သေးတိုက်တာတပါလောက်ရှိနေပြဒီနေ့ jet fighter ရဲ့ကျွန်တော်တွေ့ရတဲ့တပ်ပုတ်တွေမှာ jet fighter ကိုသူတို့ပစ်ချလိုက်တယ်ဆိုတော့ပထမဆုံးတော့ PLA ရဲ့ဘော်တွေကိုကွန်ပျူတာပြောရမယ်တယ်အဲ့ဒါအရင်ပြောပြောပေးဗျာနော်ကျွန်တော်တို့ PLA ကနေပြီးတော့ဒီ jet fighter ဒဇင်းပစ်ချလိုက်ပြီဆိုတဲ့သတင်းကတော့နော်မင်္ဂလာသတင်းတစ်ပုတ်ပေါ့ဗျာ နောက်တစ်ခုကသူတို့ PLA အဖွဲ့ရဲ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သတင်းမီဒီယာတွေမှာသူတို့တိုက်နေပြီပဲကျွန်တော်သိပြီးတော့မကြားဘူးရဲ့နော်အခုတခါတော့နော်သူတို့မကြားတဲ့ခြေနေရလဲသူတို့ကပလဲဘက်ကိုရောက်နေတာဝေးပလဲဘက်ကသတင်းနေရသိပြီးတော့တက်ခဲတယ်ဗျဘုံငကားတို့ခွဲသတင်းဆိုရင်လည်းသိပြီးမကြားဘူးပေါ့ဗျာအဲအဲ့လိုအနေထားပေါ်မှာဒီနေ့ကတော့ ောင်းတောင်းဖြားဖြားနော်အာရဝန္တာဝိုင်းဝန်းပြီးတော့ပြောဆိုနေကြတာပေါ့။ဘာကြောင့်လဲဆိုတော့ Jet Fighter တစ်စီးကျသွားတယ်ဆိုတဲ့အခါကျတော့ဒါ PLA အဖွဲ့ရဲ့ဒီ new dollar ရေးမှာစီးရေးကောင်းမှုမှာကြီးကျယ်တဲ့မှတ်တမ်းတစ်ခုစိုက်ထူလိုက်တာလို့ကျွန်တော်တို့ကသဘောပေါက်ပါတယ်။ဒါကြောင့်အဲလိုက်လဲဝန်တာစွာဂုံပြုတ်အပ်ပါတယ်နော်။ဟုတ်။ Now ဖြစ်ဆက်ပြီးတော့လဲဒီ PLA အနေနဲ့ ဆက်လက်ပြီးတော့နယူးတော်လန်ရေးထဲမှာတက်ကြွစွာပါဝင်ပြီးတော့အောင်ပွဲတွေရပါစေလို့ကျွန်တော်တို့ဆုတောင်းလိုက်ပါတယ်။ဟုတ်ကဲ့ဗျဟုတ်ကဲ့ဟုတ်ကဲ့အဲအားလုံးဒီနေ့အတွက်ပြင်ကောင်းပါတော့အားလုံးကလည်းကိုတည်နေကြတယ်အားလုံးအလေးကိုပြုနေကြတယ်ဟုတ်ကဲ့ဆိုတော့အခုမူလပေါ့နော်ကျွန်တော်တို့ကဒီနောက်ချုပ်ဖက်တိုက်ပွဲအချင်းတွေမေးခြင်းလို့ဗျ။ဆိုတော့အခုကျွန်တော်တို့ပြီးခဲ့တဲ့တပတ်လောက်ရှိသွားပြီပေါ့အခုအဲ့ဒီမှာတိုက်ပွဲဖြစ်နေတာ တို့နှစ်ဖက်စလို့အပြေးရထားပြောတာပဲစက်တာလည်းလောက်ကိုတဲ့ဒီအပြေးရထားတယ်တီရင်လည်းလည်း you know တုပ်ဖွဲ့လည်းလောက်ကိုတဲ့ဒီအပြေးထားတယ်ဒါပေမဲ့တိုက်ပွဲကနေစဉ်ဖြစ်နေတော့အခုဆိုရင် လေချောင်းလက်နေကြီးပြင်းမြေပြင်ထိုးစစ်ကကျွန်တော်သိရသလားဒီနောက်ချုံနဲ့9မိုင်กว่าကန်ကြီးရွာလာမနေ့ကအဲ့ဒီထိရောက်နေပြီလို့ပြောတယ်ဆိုတော့ကျွန်တော်မေးချင်တာအရင် interview တွေမှာကျွန်တော်တို့ဆရာပြောထားတာတီရင်လေးနေနဲ့ဒီ ကျွန်တော်တောက်ခမ်းကိုရှင်းဖို့လို့လေပေါ့နှုတ်မဲဒီဖက်တိုးလာလေးမှာထိုင်စောင့်နေလို့မရဘူးဆိုအခုကတော့ဟိုဟိုနီနီပဲနောက်ချိုးဘယ်ခွန်တီရင်လည်းမတိုက်ခင်စတားအရင်တိုက်လာတဲ့သဘောဖြစ်နေတော့ဗောဆရာဆိုတော့ဘယ်လိုများပြောချင်လဲဗျကျွန်တော်မြင်ကတော့နော်စစ်ကောင်စီရဲ့စစ်ရဆဲကြီးဆိုတာကိုယုံကြည်ပြီးတော့ကိုကမတိုက်ဖဲနေရင်တော့ကိုလာတိုက်တော့မှာအခုလည်းအဲ့ဒီတိုင်းပဲလုံနေတာ ဘယ်တော့မှနော်ဟိုစစ်မြေပြင်မှာစစ်ရတယ်ဆိုတာစစ်ကောင်စီဘက်ကမရှိပါဘူးနော်ဒါပေမဲ့ဒီအချိန်လေးကိုအကြောင်းပြုပြီးတော့ကျွန်တော်တို့ကိုယ့်ဘက်ကနော်ဒီခံစစ်အနေထားနဲ့နေနေမယ်ဆိုရင်တော့စစ်ကောင်စီကရသမြအင်အားတွေစုစည်းပြီးတော့ကျွန်တော်တို့ဟိုဆက်လက်ပြီးတိုက်ခိုက်တော့မှာပဲဒါကြောင့်ကျွန်တော်က မီးလောင်နေတောမီးလောင်နေเนาะကျွန်တော်တို့ကလှမ်းပြီးတော့မီးရှို့ရတယ်ဆိုတဲ့စကားကိုကျွန်တော်အဲ့ဒီတော့ပြောခဲ့တာเนาะဆိုတာကကိုကတိုက်ပြမှာတော့ငိမ့်နေမှာတိုက်မပြရင်တော့တက်လာတာအဲ့တော့အခုကဆိုလို့ရှိရင်ကန်ကြီးကြတော့နောင်ဂျိုနဲ့ကျွန်တော်တို့9မိုင်လောက်ပဲဝေးတော့တာပေါ့ဗျအဲ့တော့ကန်ကြီးမြောက်ခင်မှာရွာနှစ်ရွာရှိပါသေးတယ် အဲ့ဒီရွာ၃ရွာလောက်ကိုတိုက်ပြီးတော့ကျွန်တော်တို့ DNA အလီယာဆုတ်ပေးရတာအဲ့ဒီချင်းနေပတ်သက်ပြီးလွေးရည်ဦးတနေ့ကပြောတဲ့စကားကတော့သူကတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ခပ်ပေါ်ပေါ်သူကသုံးသက်သွားတာပေါ့ဗျာသူတို့ဒီနေခုခံနိုင်နေအားရှိပါတယ်ပြန်ပြီးတော့ခုခံတိုက်ခိုက်သွားမှာပါဆိုတော့เนาะအဲတဘောတာ လူကနေပြီးတော့ထုတ်ဖို့ပြောသွားတယ်။ဒါပေမဲ့ तू ပြောသွားတဲ့စကားကလည်းမှတော့တိတ်မမားပါဘူး။ तू ပြောပြီးတော့နောက်ထပ်နှစ်ရက်လောက်ကြာတဲ့အချိန်မှာကံကြီးရွာမှာရှိနေတဲ့စစ်ကောင်စီတွေနောက်ဆုတ်သွားရတယ်။ဒါကြောင့်မို့ဒီ DNL ကဒီကံကြီးရွာထိဆက်ပြီးနေရာယူထားတဲ့ဆိုတဲ့သတင်းကိုကြားရပါတယ်။ဒါပေမဲ့နောင်ချိုစစ်မျက်နှာရဲ့အနေထားကကျွန်တော်တို့ အဲ့ဒါလောက်ပေါ်ပေါ်တန်တန်သဘောထားမယ်အနေထားမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီနောင်ချိုကနေပြီးတော့ကျွန်တော်တို့ပြင်ဦးလွင်ကိုဆက်ပြီးတော့ DNL ကတိုက်ခိုက်သိမ့်ပိတ်လိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်နေတာပေါ့ဗျ။အဲ့ဒါဆိုလို့ရှိရင်တော့ဒါမန္တလေးကိုချင်းချောက်နိုင်တဲ့အဆင့်မျိုးထိရောက်ရှိသွားနိုင်တယ် တို့တော့ညာလဲအဲ့ဒီကြားထဲမှာတယောက်ကတိတ်ရှိကျွန်းဆိုတဲ့အဲတယောက်ကိုယ်စလဲဝင်ပြီးတော့နှောက်တဲ့အခါကျတော့ဆွေးနွေးပွဲတွေဘာတွေဖြစ်ပြီးတော့စစ်ကတော့ရက်လျာတာပေါ့ဆွေးနွေးပွဲကတော့မအောင်မြင်ပါဘူးဘာကြောင့်လဲဆိုတော့စစ်ကောင်စီကထုံးစံတိုက်နော်ကျွန်တော်တို့တယောက်အားကိုနဲ့နော်မတန်မရာမျိုးနယ်၅ခုကနေပြီးတော့ပြန်ဆုတ်ပေးဖို့ဒီတောင်းဆိုလာတာအဲ့တော့လေစီဝေးကပြတ်သွားတာဟုတ် အစီအွေပြက်ပြီးတော့နော်အဲ့ဒီအချိန်မှာဒီစီနိုဝဲတွေကိုအကြောင်းပြုပြီးတော့ TNL ဘက်ကတော့ကျွန်တော်တို့စီးရရကျွန်တော်အားကျုံမှန်တဲ့တိုက်ခိုက်တဲ့သဘောမတွေ့ရပဲနဲ့စစ်ရနေတဲ့သဘောကျွန်တော်တို့တွေ့ရဒါပေမဲ့ TNL ကစစ်ရပြီမဲ့စစ်ကောင်စီကမရပ်ပါဘူးဆက်ပြီးတော့တိုက်အဲ့ဒါကြောင့်ကန်ကြီးတီနော်ကျွန်တော်တို့ထိုးဖောက်လာနိုင်တဲ့အခြေအနေရောက်တာဒါပေမဲ့ နောင်ကျိုရဲ့အနေထားကအဲဒါလောက်နဲ့မပြီးပါဘူးအဲဒါလောက်လေစစ်ကောင်စီကပေါ်ပေါ်တန်တန်ယူဆတာပေါ့ဘာကြောင့်လဲဆိုတော့ဒီနောင်ကျိုကနေပြီးတော့ကျွန်တော်တို့ဒီတောင်ခမ်းမဲ့ဆင်းလိုက်မယ်ဆိုလို့ရှိရင်ရက်ဆောက်တောင်ကြီးရှမ်းပြည်တောင်ပိုင်းကိုပေါက်သွားနိုင်တဲ့လမ်းကြောင်းဖြစ်ပါတယ်နောက်တစ်ခုက ြည်ဦးလွင်ကိုဥတည်နေတဲ့ကျွန်တော်တို့စစ်လမ်းကြောင်းဖြစ်ပါတယ်အဲ့တော့ပြည်ဦးလွင်ဆိုတာကစစ်တပ်ရဲ့ကျွန်တော်တို့ဒီစေရာရှိတွေနောက်ပြီးတော့စစ်တပ်ရဲ့ဤပညာသင်တန်းမျိုးစုံတွေဖွင့်လှစ်ထားတဲ့စစ်တပ်မျိုးလို့ပြောရမယ်တပ်မျိုးလို့ပြောရမယ်မျိုးပါဒါကြောင့်ပြည်ဦးလွင်ကြလို့ရှိရင်စစ်ကောင်စီအနေနဲ့အလုံးကိုဂုံသိခာ ြာဆင်းမှုထိခိုက်နစ်နာမှုအတော်ကြီးနိုင်ပါတယ်အလားတူနောင်ချိုကြရင်လေကိုယ့်ဘက်ကကျွန်တော်တို့စိတ်ဓာတ်ရည်ရရကြာဆင်းစရာတွေဖြစ်နိုင်ပါဘာကြောင့်လဲဆိုတော့နောင်ချိုပြီးလို့ရှိရင်ကျွန်တော်တို့အဲကြောက်မဲတီဘောစတဲ့နေရာတွေထိသွားမှာပါအဲအဲ့တော့အဲ့လိုဖြစ်လာလို့ရှိရင် ဒီစစ်ကောင်စီကကျုံ့နေတယ်သူတို့ရွေးကောက်ပွဲ မတိုင်ခင်မှာဆုံးရှုံးထားတဲ့စစ်နယ်မြေတွေပြန်ပြီးတော့သိမ်းနိုင်လိမ့်မယ်ဆိုတော့သူတို့ရဲ့မျောလင်းချက်ဒီရောင်ကြီးတဖွာဖွာနဲ့စိတ်အားတွေတက်လာနိုင်တဲ့အခြေအနေရှိပါတယ်အဲဒါကြောင့်လဲနောင်ချိုကြဆင်းရေးအတွက်ခုဆိုလို့ချင်းကျွန်တော်တို့အဓိကစစ်ကြောင်းနှစ်ကြောင်းနဲ့သူကအဓိကကျွန်တော်တို့ရင်ဆိုင်နေတာ အဲ့ဒီစကြောင်းနှစ်ကြောင်းဆိုတာလေကျွန်တော်တို့ခုတောင်ခန်းကအမြောက်စခန်းဆိုတာအမြောက်တန်တရက်တည်းမဟုတ်ဘူးအမြောက်တာသုံးတန်းနဲ့ကျွန်တော်တို့တက်ရင်နှရင်ချထားတဲ့နေရာအခုတောင်ခန်းပဝန်းကျင်မှာကြီးပဲအမြောက်တက်ရင်သုံးရင်ချထားတယ်ဆိုတာဟာသူကဒီကနေပြီးတော့ရက်ဆောက်ကိုဆင်းမဲ့လမ်းကြောင်းကို သူ့အနေနဲ့ အပြတ်သက်ပိတ်ဆို့တားဆီးဖို့ကြိုးပမ်းထားတဲ့ချိန်တွေပါဒါကြောင့်မို့ဒီတိုက်ပွဲဟာကျွန်တော်တို့တာမန်ပေါ်ပေါ်ဆာဆာနဲ့တိုက်လို့ရတယ်တိုက်ပွဲမဟုတ်ပေါ့နောက်တစ်ခုကလည်းနောက်လန်တကြောင်းကလည်းပြင်ဦးလွင်ဆိုတာကသူအထိမခံနိုင်တဲ့မျိုးဖြစ်ပါတယ်ဒါမှမဟုတ်နှစ်နေရာလုံးရဲ့ခန်းစစ်စည်းကိုသူကအခုဟာအပြည့်စုံကာကွယ်နေတယ်ဟုတ်အခုတောင်ခန်းကို တောင်ခမ်းဟာဂုံတိတ်ခါပြဿနာနဲ့ပတ်သက်လို့စစ်ကောင်စီအတွက်ရောကျွန်တော်တို့ DNL အတွက်ရောအရေးကြီးတဲ့နေရာဖြစ်ပါဒါကြောင့်မို့အသေးချားကိုအင်းနဲ့အားနဲ့ကျွန်တော်တို့ပြုံးလင်စီကျွန်တော်တို့ထိုးပေါက်ချစ်တဲ့နိုင်တဲ့အဖြစ်ကိုယ့်ဘက်ကအချိန်ဝါနဲ့စစ်အင်အားကိုပြနိုင်မှနော်ကျွန်တော်တို့ DNL ရဲ့ထိုးစစ်ဟိုစစ်ကောင်စီအနေနဲ့ အတော်လေးအဲရှိန်သွားနိုင်ပါဒါပေမဲ့ဒီတလောမှာ DNL ရလဲအားရလှုပ်ရှုပ်နေသလဲဆိုတော့ကြည့်ရတာက तू ကအစိုးရအဖွဲ့ဖွဲ့ဖို့စဉ်းစားနေပုံရဘူးမနေ့ကပဲထုတ်ပြန်တော့အကြခင်ကနော် DLC ဆိုရဲကျွန်တော်တို့အဲစိုးရအုပ်ချုပ်ရေးကောင်စီတရဖွဲ့စည်းဖို့အတွက်သူတို့အစည်းအဝေးလုပ်အဲ့တော့အဲ့ဒီကိစ္စတွေကနော် ကျွန်တော်တို့လိုအပ်ပေမဲ့အခုလိုစီရေးအခြေအနေမျိုးမှာအဲ့လိုအစိုးရအဖွဲ့အစည်းတွေဖွဲ့စည်းပြီးတော့လုံများနေပြီးတော့ကိုယ်နေမိတယ်ကျွန်တော်တို့အာထိုးစစ်ဆင်ခံရမယ်အနေထားကိုကြောင်ရှားဖို့အတွက်သတိကြီးကြီးထားပြီးတော့တိုက်ဖို့လိုပါတယ်စစ်ကောင်စီရဲ့စစ်ရစေးရေးဆိုတဲ့နော်အနေထားကိုမယုံကြည်ဖို့လိုပါတယ်နောက်တစ်ခုကစစ်ကောင်စီဟာစီရစိမ့်ချိတ်ချောက်ထားနိုင်မှာ စစ်လက်နဲ့အားကိုးတဲ့အင်အားကိုကျွန်တော်တို့ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။စစ်ရေးရာချင်းချောင်းမှုမရှိရင်သူကတော့အပျော်စွဲဆွဲမဲ့သဘောတွေရှိပါတယ်။အခုကန်ကြီးကိုဝင်လာတယ်ဆိုတာကအဲ့လိုစမ်းသပ်ပြီးဝင်လာတယ်ဟာ။ဒါပေမဲ့သူ့နောက်မှာနောက်ဆက်တွဲမှာသူကဒါတွေနဲ့ပတ်သက်ပြီးတော့တနွေငင်းတစင်ပါကြောက်မဲဒီဘောတိနော်ပြဿနာတွေကဆက်သွားနေပြီ။ဟုတ်ဟုတ်ဟုတ် နောက်ကျွန်တော်မင်းချက်တီယိုဖီအားပေါ့နော်အမှတတင်းတွေကတီပြူလို့မရပါနဲ့မနေ့ကတတင်းဒီမီဒီယာတချို့ကရေးတာကျွန်တော်တွေ့ရတယ်ဗျအဲ့ဟိုတိုက်ပွဲဖြစ်တော့ဒီနောက်ချူခုနကန်ကြီးလိုပါလို့ခင်မရှိတယ် PDF တွေဖယ်ခိုင်းတယ်အဲတီအန်လေးကဟိုပါပေါ့နောက်ချူလာရှို MNDF ပေးတယ်လို့ပြောစစ်ကောက်စီပြန်ပေးဖို့တီယိုဖီအားနဲ့အဲ့လိုမျိုးစကူရှိတယ်ဆိုပြီးတော့ကောလာဟလာလေးထွက်နေဆိုအဲ့ဒါဆွေးစရာရှိတယ် အဲ့လိုစိတ်ကူးရှိတာတော့ရှိမှာပေါ့ဗျာနော်ဒါကတော့စိတ်ကူးကတော့နောင်ကြိုးတယ်မကပါဘူးမြို့နယ်၅မြို့ပြေးဖို့တည်တောင်းစစ်ကောင်စီကနော်မရှက်မကြောက်နော်တောင်းရဲသေးတာပဲနော်အဲ့တော့နောင်ကြိုးလဲတရုတ်ပြည်အားနဲ့သူတို့ပြောကြင်ပါဘူးဒါပေမဲ့ TNL ကို PR ပေးတာက MND ကို PR ပေးတော့တော့မထ ිය ောက်နိုင်ဘူးအနေထားကတူမှမတူဘူး TNL ဒီနေမီဆိုတာကနော်တုတ်ဗမာနေနမိတ်ပေါ်မှာမေ့တင်နေတဲ့အင်အားစုပုံပဲနော်အဲ့တော့သူ့ရဲ့ဖြတ်လေးဖြတ်တို့ဖြတ်ငါးဖြတ်တို့နော်လုံးလုံးလည်းမရဒါကြောင့်လေကျွန်တော်တိတ်ရှိကျွင်းကိုရိုက်ကျွန်တော်တို့တက်ရောက်တဲ့အစီဝေးမှာဝင်ပြီးတော့နော်မဆုံးဖြတ်တာပေါ့ဗျသူဆုံးဖြတ်လို့ရတဲ့နေရာမဟုတ်ဘူးဗျနော်အဲ့တော့ခုနကကောလာလာတွေကဒါတွေကသွေးလန့်နေ အဲကောလာလာတွေမဖြစ်နိုင်ပါဘူးနော်နောင်ကြိုးကိုနော်လာရှိုးလို့လုပ်ဖို့ဆိုတဲ့ကိစ္စလည်းမဖြစ်နိုင်ဘူးကျွန်တော်တို့ DNL ရလည်းလက်ခံမှာမဟုတ်ပါဘူးသို့တော်ညာလည်းအခုနောင်ကြိုးကိုမဖြစ်မနေရဖို့အတွက်ကသူကအခုကဇကုတ်ဇကဲစူးစမ်းနေတယ်ဆိုတာကို DNL ကသဘောပေါက်ဘူးအဲ့ဒါကြောင့်အခုနောင်ကြိုးကိုဘာဖြစ်လို့သူကဟို အဓိကထားပြီးတော့ကားနေတာလေဆိုရင်လေခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲနော်ဒီခုကပြင်းဥလွင်ကိုတောက်လျှောက်ပေါက်နေတဲ့နေရာဖြစ်တယ်ပြင်းဥလွင်နဲ့မိုင်40ကျော်ပဲဝေးတယ်နော်နောက်တစ်ခုကတောင်ခမ်းဘက်ကတောင်ခမ်းစခန်းတွေကိုသိမ့်နိုင်လို့ရက်စောက်ကိုဆင်းနိုင်လို့ရှိတယ်တောင်ပိုင်းရှမ်းပြည်ကိုလမ်းကြောင်းပေါက်သွားနိုင်တဲ့အနေအထားရှိဒီအနေအထားနှစ်ရက်ကြောင်းမို့ သူကလည်းသူ့စိတ်ဓာတ်ကိုဂုံတိတ်ခါဆက်တင်မှုတွေဒီအမြောက်တစကန်းဆိုတော့အခုကစစ်နေရာတစ်ခုကိုတိုင်ရင်တင်းလောက်ပဲထားတာအခုကမြောက်တိုင်ရင်သုံးရင်ချထားတာဆိုတော့သူကသူ့ခန်းစစ်စီကိုသူကအတော့ကိုနော်ကျွန်တော်တို့ပိတ်ဆို့ပြီးတော့လှုပ်ထားတယ်အဲ့တော့ဇိုလိုရာကအဲ့ဒါကိုရှေ့ရဆဲထားတဲ့အချင်းကြီးဆိုတော့အဲအနေထားအောင်မှာခုနလိုနော်အပျော်ဆွဲဆွဲနေလို့ရှိရင်တော့တဖြည်းဖြည်းနဲ့ပါသွားနိုင် ဟုတ်ကဲ့အဲ့ဒါကြောင့် TNL အနေနဲ့အစိုးရဖွဲ့ဖွဲ့စည်းရေးဆိုတဲ့ကိစ္စတွေလုံရင်းကန်ရင်းနဲ့အခုနောင်ချိုးပေးလိုက်ရတဲ့အားနည်းချက်မျိုးမဖြစ်အောင်တော့ကျွန်တော်တို့ခုခံကာကွယ်သွားသင့်တယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါနောက်ချိုးချင်းတွေပေါ့ဆိုတော့အပြည့်ရတာကကျွန်တော်တို့ဟိုလက်ကိုထိရထားကြတာကိုနှစ်ဖက်စလုံးက တော့ကျွန်တော် AA ဖဲအချင်းနေမိကျွန်တော် AA ကကြောက်ဖြူပါတိုက်ပွဲပြစ်ထန်တယ်လို့ကျွန်တော်ကြားရတယ်။အမတရုတ်စီမံကိန်းတွေရှိတယ်။ပြီးတော့ကျွန်တော်တို့ဒီနိုင်ရင်ကဖဲမှာဆိုစခန်းတစ်ခု AA သေးလိုက်တာကောက်တာဒီဖဲကစတာထိုးတဲ့အချိန်မှာပြတ်တိုင်းရင်လည်း။နောက်ညောင်ကျိုးဖဲမှာလည်းအဲ့လိုပဲကြားရတယ်ကျွန်တော် AA ဝဒီဖဲမှာလည်းဖြစ်တယ်ပေါ့။ဆိုတော့ကျွန်တော်ဒီ AA နဲ့တင်းလေရှင်ပြီးပြောချင်တာအမြင်နေထားတော့ကွာမို့လဲ။ကျွန်တော် AA ကဆေးရဆဲရဆိုမဲ့စတာထိုးလာချိန်မှာသူကပြတ်တိုင်းနေသူကရှေးကိုတိုးလာကြအေးရတိုးလာတင်းရလေးမှာကြတော့ စစ်တပ်ရှိတူလာပြီးတော့တင်ရင်နောက်ဆိုးသွားတယ်အဲ့ဒါမြေနေထားတရုတ်ပြည်အနေနဲ့ဆိုင်မလားဆက်ဘာအဲ့ဒါကိုလည်းလည်းပြပြပြောဘာကြောက်လဲအဲအဲ့ဒါကတော့ဟိုအဖွဲ့စည်းတွေရဲ့အဲတွင်းမှာရှိတဲ့အဲနိုင်ငံရေးသဘောထားနောက်တစ်ခုကခေါင်းဆောင်မှုနော်ခေါင်းဆောင်နဲ့အမြင်နော်အမြင်ဆိုတဲ့ကိစ္စကတော့ကျွန်တော်ကတို့ရီတို့မြီ ရပြီလို့ဆိုရင်ကျေနပ်သွားမှာလားဒါမှမဟုတ်တပြီလုံးနဲ့ဖြန့်ခင်းပြီးတော့စဉ်းစားမှာလားဂျိုလိုရာကတော့အေးကသူ့ရခိုင်ကမြို့သုံးမြို့ကလွင်အကုန်ရနေပါပြီနော်သို့တော်ညာလေသူကအပြင်းစည်းကိုထွက်တိုင်းဘာကြောင့်အပြင်းစည်းထွက်တိုင်းတာလဲဘာကြောင့်လဲဆိုတော့ဒီစစ်ကောင်စီမပြုတ်လို့ရှိရင်သူတို့ရထားတဲ့အခု ရခိုင်ဒေသဆိုတာလေနော်ဒီရှိမှာစစ်ကောင်စီကနော်အင်းနဲ့အားနဲ့နင်းမှာပဲအဲ့တော့အေးကတခုကရခိတာလမ်းစဉ်နဲ့ရခိုင်လွတ်လပ်ရေးကိုပြန်ပြီးရယူဖို့ကြိုးစားတယ်ဆိုပေမဲ့အဲ့ဒါဟာတပီလုံးမှာဆင်နွှဲနေတဲ့ຫນွေဥတော်လိုင်းကြီးအကျိုးစီးပွားတွေနဲ့နော်ဒီရှိဒီရက်တည်နိုင်မှုအတွက်ဒီစစ်အာဏာရှင်စနစ်ကိုချုပ်ငြိမ်းအောင် စစ်ကောင်စီကိုနေပြည်တော်ထိတက်တက်ရမယ်ဆိုရဲအမြင်ရှိတာကိုအမြင်ရှိလို့သူကရခိုင်ထဲမှာကျွန်တော်တို့မြို့နယ်အများစုကိုကရရှိနေပြီမဲ့အပြင်းစီးကိုသူကထွက်ပြီးတော့လှုပ်ရှားမကွေးကိုသူသူအနေနဲ့ဟိုကအဲဝင်ရောက်လှုပ်ရှားတယ်။နောက်ပြီးတော့မြေဝကျုံးမော်ကိုသူထွက်ပြီးတော့လှုပ်ရှားတယ်။အခုကကျွန်တော်တို့ ်အကူတိုင်းကိုချင်းချောက်တယ်အကူတိုင်းမှာရှိနေတယ်စစ်လက်နဲ့စေရအဲ့တော့ဒါကသူ့ရဲ့နော်ဒေါ်လာရင်းနဲ့ပတ်သက်တယ်သူ့ရဲ့ကျေပြန့်နဲ့အမြင်နဲ့သူကလုတ်တာအခုကကျွန်တော်တို့ TNL ကြားတဲ့အခါကျတော့သူကနောက်ချူရပြီဆိုတော့ဆိုရနဲ့တပြိုင်နဲ့သူကအစိုးရဖွဲ့ကိုစဉ်းစားတော့နော်ဒါပေမဲ့နောက်ချူကဒီနေ့ချင်းချောက်ခံနေရအဲ့တော့ဆိုလိုတာက ခေါင်းဆောင်အဖွဲ့တွေရဲ့နိုင်ငံရေးအမြင်သဘောထားတွေမတူကြဘူးဒါပေမဲ့အခုချိန်နေတစ်ခုလုံးကိုခြုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့နော်တန်းသားတွေရဲ့နော်တိုက်ပွဲတွေကကောင်းပါတယ်အောင်မြင်ပါတယ်ကိုဒေသမှာနော်ဖက်ဒရယ်ဒီမိုကရေစီအခွင့်အရေးတွေရရှိဖို့အတွက်တိုက်ပွဲဝင်တဲ့နေရာမှာတက်ကြွပါဒါပေမဲ့တိုင်းရင်းသားနယ်မြေတစ်ခု လွံ့မြောက်သွားုံနဲ့တော့သူတို့လွံ့မြောက်မှာမဟုတ်ဘူး။တန်နဲ့တပီလုံးလွံ့မြောက်မှသာလဲတနည်းပြောရလို့ရှိရင်ဒီကျွန်တော်တို့ဆေဟာနာရှင်စနစ်ကိုဖျက်သိမ်းနိုင်မှုနေပြည်တော်ကိုဝိုင်းဝန်းတိုက်ခိုက်တဲ့လှုပ်ရှားမှုကြီးမှာတက်တက်ကြွကြွပါဝင်နိုင်မှ သူတို့ရဲ့ပြည်နယ်တွေရဲ့အချုပ်အခြာအာဏာပိုင်မှုနဲ့ကျွန်တော်တို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖက်ဒရယ်ခွင့်ရေးတွေဟာ ရရှိမှာဖြစ်တယ်။ပြည်နယ်တစ်ခုလွတ်မြောက်ရုံနဲ့ရမှာမဟုတ်ဘူးဆိုတော့သင်္ကန်းစာကတော့ရခိုင်ကအမျိုးမြင့်ကြီးစွာကြော်လွားသွားပါဘူး။တန်နဲ့တန်နာအင်အားစုတွေလည်းအဲ့ဒီအမြင်ဆုပ်ကန်ပြီးတော့နေပြည်တော်ထိကျွန်တော်တို့ကြီးတဲ့သိမ့်ပိုက်တိုက်ခိုက်မယ်ဆိုတော့အမြင်မရှိလို့ရှိရင်သူတို့လွတ်လပ်ရေးဟာလေကြာရှည်ခံမှာမဟုတ်ဘူးလို့ကျွန်တော်ကတော့ကြိုတင်ဟောကြားထုတ်လိုက် ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါဗျာကျွန်တော်စီးရင်ငယ်ရေးဖွင့်ပြတော့ဒါဆိုရင်ကျေးဇူးတင်ပါ